ကဲနိုင်ငံတနိုင်ငံငယ်နဲ့တူတယ်လို့ထင်ရင်လည်းစိတ်ထဲမှာပဲမှတ်ထားလိုက်ပါနော်ဒေသတွေတည်တဲ့ပုတ်ကို ပြောပြပါဦးမယ်အာဖဂန်နစ္စတန်နိုင်ငံနဲ့ပါကစ္စတန်နိုင်ငံကအရာရှိတွေကအစ္စတန်ဘူတွိဆုံမှုမှာ အပြည့်ခက်ရက်စဲရေးကိုဆက်လက်ထိသိမ်းပြီးတွိဆုံဆွေးနွေးသွားကြဖို့သဘောတူခဲ့ပါတယ်။ ငါရဲ့ကြာဆွေးနွေးလိုက်ရက်သွားလိုက်နဲ့ဖြစ်နေခဲ့တဲ့အစီအဝေးမှာတောက်ကြနေမှာတော့နှစ်ဖက်ဆက်လက်ဆွေးနွေးဖို့သဘောတူလိုက်ကြတယ်လို့စစ်ဆက်ပေးတဲ့တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနကကြေညာပါတယ်။နောက်ထပ်ဆွေးနွေးပွဲတွေကိုနိုဝင်ဘာ6ရက်မှာပြန်လည်ကျင်းပသွားမယ်လို့လည်းကြေညာထားပါတယ်။ရဲတဲ့တဲ့တပတ်ကြောကြအောင်နေဆက်ကိုဖျက်ကြောပြိခတ်တိုက်ခိုက်မှုတွေအပြီးမှာအပြစ်ခက်ရက်စဲပြီးသွေးဆုပ်ဆွေးနွေးရေးတွေစတင်ခဲ့တာဖြစ်ပါတယ် ပြစ်ခတ်တိုက်ခိုက်မှုတွေက အာဖဂန်နစ္စတန်နယ်မြေထဲမှာဖြစ်ခဲ့တာဖြစ်ပြီးအရက်သားတွေအပါအဝင်နှစ်ဖက်စလုံးတေကြီထိခိုက်မှုတွေရှိခဲ့ပါတယ်။ ီနယ်စပ်မှာဖြစ်နေတဲ့အဓိကပြဿနာကတော့အာဖဂန်နစ္စတန်မှာတာလီဘန်တွေအာဏာရလာပြီးနောက်ပိုင်းပါကစ္စတန်တာလီဘန်တွေဟာအာဖဂန်ကို အခြေပြုပြီးပါကစ္စတန်ကိုတိုက်ခိုက်နေတယ်လို့ပါကစ္စတန်က စွပ်စွဲပါတယ်ပါကစ္စတန်ကလည်းပါကစ္စတန်တာလီဘန်တွေကိုနှိမ်နင်းရမှာအာဖဂန်နစ္စတန်နိုင်ငံပိုင်တဲ့အထဲကိုကျူးကျော်ဝင်ရောက်တယ်လို့အာဖဂန်ဘက်ကစွပ်စွဲပါတယ်။အော်တိုဘာလကုတ်ပိုင်းမှာတော့နေဆက်ဖြတ်ပြီးအပြန်အလှန်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။